အလုံးမမင်လာပါအန်တဘာမစ်ဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအန်တမှာလီဗာပူးသင်းရဲ့ချန်ပီယံလိအုပ်စုအဆင့်တတိယမြောက်ပွဲစဉ်တော့ဒါကြီးမားတဲ့နိုင်ပွဲတစ်ပွဲနဲ့ပြီးဆုံးခဲ့ပြီလည်းဖြစ်ပါတယ်လီဗာပူးသင်းကဆိုလို့ရှိရင်ဒီနေ့မှာဒါချန်ပီယံလိအုပ်စုအဆင့်တတိယမြောက်ပွဲစဉ်နေနဲ့ဂျာမနီကလပ်အသင်းတသင်းဖြစ်တဲ့ Frankfurt အသင်းကိုသူတို့ရဲ့အိမ်ကွေးမှာသွားရောက်အရှင်ပြိုင်ကစားရရတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်ကဆိုလို့ရှိရင်ဒါလီဗာပူးအသင်းအတွက်ပုံမှန်အတိုင်းဆိုရင်တော့ဒါခက်ခဲမဲ့ပွဲစဉ်တစ်ပွဲတော့မဟုတ်ဘူး ဒါပေမဲ့လည်းဒါလက်ရှိ Liverpool တင်းရဲ့ form တွေပေါ့နော်၄ဘွဲ့ဆက်တိုက်ပြိုင်ပွဲဆုံး၄ဘွဲ့ဆက်တိုက်ရှုံးနေထားခဲ့တယ်။အဲအဲ့အတွက်ဆိုလို့ရှိရင် Frankfurt အသင်းကိုတော့ဒါနိုင်ပါမလားဆိုတဲ့တန်တရားတွေအများကြီးနဲ့ကျွန်တော်တို့ဒါပွဲမတစားတင်လာဆိုလို့ရှိရင်စောင့်ကြည့်ကြရတယ်ပေါ့နော်။ လီဗာပူးအသင်းကဒါဂျာမနီကလပ်အသင်းတွေနဲ့ကစားတဲ့အချိန်မှာဆိုလို့ရှိရင်တော်တော်လေးခြေစွမ်းကောင်းရလက်ကောင်းတဲ့အသင်းတစ်သင်းလို့ပြောရမယ်ဂျာမနီကလပ်အသင်းတွေနဲ့ချိန်မဲ့ကစားတဲ့အချိန်မှာဒါနောက်ဆုံးရှုံးနှိမ့်တဲ့ကလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကဒါလီဗာရူဆင်အသင်းလို့သူတို့ရဲ့အင်ဂရင်းမှာဒါရှုံးနှိမ့်တဲ့ပွဲစဉ်တစ်ပွဲရရှိတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်လီဗာပူးအသင်းကဒါဂျာမနီကလပ်အသင်းတွေနဲ့ချိန်မဲ့ကစားခဲ့တဲ့နောက်ပိုင်းမှာတောက်လျှောက်ခြေစွမ်းကောင်းရလက်ကောင်းတဲ့အသင်းပေါ့နော်ခြေစွမ်းတက်စားရလက်ကောင်းတဲ့အသင်းဒါပေမဲ့လည်းကျွန်တော်ရှင်းမှာပြောရတဲ့လိုပဲလက်ရှိအနေထားရတော့ဒါတန်တရာအများကြီးနဲ့အဆောင်ကြည့်ကြရတ တယ်။ဒါပေမဲ့တကယ်တမ်းပွဲတစားတဲ့အချိန်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့မျှော်မှန်းထားတဲ့ခြေစွမ်းတွေထပ်ပို့ပြီးတော့အများကြီးကောင်းမွန်တဲ့ခြေစွမ်းတစ်ခုကိုကျွန်တော်ပြသနိုင်နေရပေါ့နော်။အဲဒီနေ့ပြသလဲတဲ့ခြေစွမ်းတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီရက်လက်ဆိုးတွေကျွန်တော်ရဲ့ဒါ bad moment တစ်ခု မတိုင်နိုင်တော့ဘူးเนาะဒီယာဒီထက်ကိုအရင်ယာဒီတွေကကျွန်တော်တို့ဒါပရီးမီးယားလိဂ်ချန်ပီယံရတဲ့ယာဒီတွေမှာဆိုလို့ရှိရင်တော့ပထမယာဒီဝတ်ကအခြေစွမ်းတွေတချို့ပွဲစဉ်တွေထက်တော့ကောင်းမွန်တဲ့အခြေစွမ်းတစ်ခုလို့ကျွန်တော်ပြောလို့ရမယ်။ဒါပြိုင်ပွဲအသင်းပေါ်မှာဆိုလို့ရှိရင်လုံးဝ totally control ရအောင်ယူထားနိုင်ခဲ့တယ်။အဲဒါတော့အခြေစွမ်းပိုင်းတော့ဘောလုံးပိုက်ဆိုင်မှုပိုင်းတော့အခွင့်အရေးတွေဖန်တီးနိုင်မှုပြီးတော့ရှင် global change ချောင်းမှု အဖတ်ဖတ်တာကျွန်တော်တို့ဒါပြိုင်ဖက်ပေါ်မှာအသာစေးကြအောင်ကစားနိုင်တဲ့အနေအထားတွေလို့ကျွန်တော်မြင်တွေ့ခဲ့ရတယ်။အဲ့ဒီခြေစွမ်းနဲ့ kait ညီတဲ့ရလက်ဖြစ်တဲ့ဒါကျွန်တော်တို့ပွဲပြရလက်ဒါ51ဆိုတဲ့ရလက်နဲ့ကျွန်တော်အနိုင်ရခဲ့ရပါတော့။အော်ဒီနေ့ပွဲစဉ်မှာအာပြောရမယ်ဆိုလို့ရှိရင်ဒီလိုရလက်တွေထွက်လာတဲ့ဟာကအာပိသက်တွေဝေဖန်မှုတွေများနေတယ်ပေါ့နော်။အာဒါမိုဟာမက်ဆာလာမပါလို့ပြောသလို့ရှိရင်ဒါ ဘယ်လိုပြောမလဲဒဗိုတာတော့ပါနေတော့မယ် track class မှာပါလို့ဗာညာပေါ့နော်တကယ်အဲတချို့ state group လောက်ခံရတဲ့တစားသမားတွေထပ်စားလို့ရှိရင် arlin slot ရဲ့ပြောင်းလဲလိုက်တဲ့ဒါ formation တစ်ခုပြီးသွားလို့ရှိရင် queen ထဲမှာတစားရတဲ့တစားသမားတွေရဲ့ role ပြောင်းလဲအကြောင်းမို့လို့ဒါကျွန်တော်တို့ဒီနေ့ ီလိုမျိုးရလတ်နဲ့အခြေစွမ်းတွေလို့ကျွန်တော်အမြင်တွေ့တဲ့အရာလို့ကျွန်တော်တို့ယုံကြည်တယ်။ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်နိဖြာအာနီစလော့တာအပြောင်းလဲနေတဲ့ဒါ on paper မှာဆိုလို့ရှိရင်442ဆိုတဲ့ပုံစံနဲ့ပေါ်ထွက်လာတယ်ပေါ့နော်။ရိုသမားနေရာမှာဆိုလို့ရှိရင်ဒါအလက်ဆန်ဘတ်တာတော့တန်ရာကြောင့်မလို့ဆက်ပြီးမပါဝင်နိုင်သေးတဲ့အချိန်မှာဒါမာမာဒက်ဖီရှယ်လီကပြန်ပါခဲ့တယ်။ပြီးသွားလို့ရှိရင်ဒါနောက်တန်းမှာဆိုလို့ရှိရင် frame bound corner defend တိုင်းနဲ့ဘယ်နောက်ထပ်လူနေရာမှာရောပူရိုဘိုကပြန်ပြီးပါလာခဲ့တဲ့အနေအထားမှာတွေ့ရတယ်။ဒါကွင်းထဲမှာဆိုလို့ရှိရင် fast so was line charges zone ကပေါ်တော့ပါဝင်ခဲ့ပြီးတော့ရှေ့တန်းတိုက်ဆက်နှစ်ယောက်အနေနဲ့ဒ ဒါအိဆက်နဲ့ athletic နဲ့ရစလုံးကဒီနေ့ပွဲစဉ်မှာပွဲထွက်ပါဝင်ခဲ့ရလို့ကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဒါဒီနေ့ပွဲစဉ်မှာကျွန်တော်မြင်တွေ့ခဲ့ရတဲ့ဒီ friend bound ရောဒီ robert san ရောနှစ်ယောက်စလုံးကသူတို့တတ်နိုင်သလောက်ဒါ weight ကိုပေါ့နော် test liner ရော weight ကိုထိန်းထားနိုင်မှုတွေစူးစမ်းခဲ့ရတဲ့အနေအထားမှာရှိတယ်။အထူးသဖြင့်ဒါ ရောဘတ်ဆန်ရောရိုဘိုတာမှတချို့နေထားတယ်မှာဘတ်လိုင်းမှာဂျန်ရဲ့အနေထားရှိတယ်ဖရင်ဘောင်နာတော့ဒါဝစ်ကိုထိန်းထားနိုင်မှုတော့အကောင်းဆုံးစ조사တဲ့အနေထားလီဗာပူးတင်နေတယ်ဘောလုံးတိုင်ထားတဲ့အနေထားမှာဆိုလို့ရှိရင်နောက်တန်းမှာ2ယောက်ထဲဂျန်ပြီးတော့ဒီဒီဖရင်ဘောင်နဲ့ရိုဘိုတာဒါကွင်းလည်နေရတော့တက်သွားတယ်မလား244ပုံစံလောက်ဖြစ်ကျွန်တော်တို့ဖြတ်သွားတဲ့အနေထားကိုမြင်တွေ့ကြရတယ်အရှိမှာဆိုလို့ရှိရင်တော့ဒါ asset athletically fast နဲ့ double လို့ရှိနေတယ်ပြီးတော့ကွင်းလည်မှာဆိုလို့ရှိရင်ဘောလုံးရထားနေရမှာ sobor slide clutches ဆုံး robertson နဲ့ဖရင်ဘောင်လို့ရှိနေတဲ့အနေထားလို့မြင်တွေ့ကြရတယ်အာ အဲ့ဒီအတွက်ဒီနေ့ကျွန်တော်တို့ဒါ site ဘက်အနေနဲ့ဒီဇိုင်းလဲရဲပေါ့နော် full back ပဲပြော site ဘက်ပဲပြောကျွန်တော်တို့ဒီဇိုင်းလဲရဲဒါ robo တော့ဒီ frame bounder တော့ဒါ scroll နဲ့မှာဒဏ်ရာကြောင့်မလို့ပေါ်ထွက် sorry substitute လောက်ခံရရတဲ့အတွက်သူ့ရဲ့ခြေစွမ်းအပြည့်အဝတို့လည်းမြင်မြင်တွေ့ကြရအောင် robo ရဲ့အကောင်းဆုံးခြေစွမ်းကိုမြင်တွေ့ကြရတယ်ကျွန်တော်ပွဲစဉ်တစ်ပွဲလို့လည်းမြင်တွေ့ကြရတယ် sorry အပြောလို့ရတယ် robo နေနဲ့ဆိုလို့ရှိရင်တစ်ပွဲလုံးတိုင်းတိုင်းရခြေစွမ်းပြနိုင်တယ်လို့ဒီ assist တလုံးလဲကျွန်တော်တို့လုံနိုင်တဲ့အနေအထားပြီးတော့ဆိုရင် chance တွေလဲသူ့အနေနဲ့ create လုံနိုင်တဲ့အနေအထားမြင်တွေ့ရရတယ်။အဲဒီနေ့ပွဲစဉ်မှာအထူးတက်လဲကျွန်တော်ချီကျူးနေချင်တဲ့လစားသမားကတော့ဒါ၂ယောက်ရှိတယ်ပေါ့နော်။ Prama တဲ့ so boss line နဲ့ gratis ရုံပဲ။ဘာလို့လဲဆိုရင် Prama ဆိုတယောက်အနေနဲ့ဆိုလို့ရှိရင် so အ gratis ရုံ gratis ရုံကိုကျွန်တော်အနေနဲ့ကဒါတကယ်သဘောကျတဲ့လစားသမား။ဘာလို့လဲဆိုလို့ရှိရင်အသင်းအနေနဲ့ဒါ balance လုပ်နေတဲ့အချိန်အာ ဘောလုံးကိုတိုင်ထားဖို့ဘောလုံးလက်ခံဖို့လူလုံနေတဲ့အချိန်တွေမှာဆိုလို့ရှင်ကာတစ်ဆုံလို့တစားသမားကိုင်းထဲမှာရှိနေတာဒါလီဗာပူးသင်းအတွက်တကယ်ဒါဘယ်လိုပြောမလဲအာယဒနာတစ်ခုကိုရထားတယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့ဗျာဥပမာ main rider နဲ့ပွဲစဉ်မှာဖြစ်ဖြစ်ဒီ chelsea သင်းနဲ့ပွဲစဉ်မှာဖြစ်ဖြစ်အဲလီဗာပူးသင်းကဒါတန်ဖိုတင်လိုက်ပြီဆိုလို့ရှင်တစားသမားတွေကသူတို့ဟိုးရှိမှာပဲတိုက်စစ်မှာပဲတွားပြီးတော့နေရာယူတဲ့အနေထားမှာရှိတယ်ဒါကွင်းထဲက gap ကအကျယ်ကြီးကျန်နေပြီးတော့ခုအသင်းတော် transit line မှာပေါ့နော်ဒါ sala ဥစ္စာ transit line ကဒါ van dyke ဒါမှမဟုတ်ရှင် tonaldi ဘောလုံးရနေတဲ့အနေထားတွေမှာတော့ဗောဒါကွင်းလေကလည်းဘောလုံးလက်ခံပြီးတစားသမားတွေမရှိတယ်ဘူးပေါ့နော်အဲ့အနေထားတွေမှာဆိုလို့ရှင်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ဒါ so boss line တော့ tradition ပေါ့နော်၄ဆလုံးကဒီဘောလုံးကိုရဲဝုန်းဝုန်းနဲ့လက်ခံတယ်ပြီးသားလို့ရှင်ရင်ဘောလုံးကို circulation ကိုသူတို့အများအားလုပ်တယ်အဲ့အတွက်ဆိုလို့ရှင်တပွဲလုံးတိုင်းတာရ tradition ကဒီနေ့မှာဆိုလို့ရှင်ဘောလုံးပေးပို့မှု122ကြိမ်တိရှိလေပြီးတော့ဒီနေ့ပွဲစဉ်မှာသူ့အနေနဲ့ဒါ goal assist တော့မရကြဘူးဒါပေမဲ့ကျွန်တော်အတွက်ပေါ့နော် ဆိုဘော့ဆိုင်းကတော့ mount the match ပါပဲဒါပေမဲ့ဆိုဘော့ဆိုင်းရဲ့ twin goal တွေ assist တွေတောင်မပါခဲ့ဘူးဆိုလို့ရှင်ဒီနေ့ပွဲစဉ်ကျွန်တော်တို့ ban out the match လာတာ gratis zone လို့ပြောရမယ်အဲ့အတွက်နောက်ပွဲစဉ်တွေမှာတော့ gratis zone ကိုဟို arne slot အနေနဲ့အခွင့်အရေးပေးသွားမှာလားဆိုတဲ့ဟာကစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုလို့ရှင်လက်ရှိအချိန်တွေရ metal starter ဒါသူ့ရဲ့ fitness မပြည့်တဲ့အနေအထားကြောင့်ပဲဖြစ်ဖြစ်ဒါခြေစွမ်းပိုင်းမှာရုန်းကန်နေရတဲ့အနေအထားမှာဆိုလို့ရှင်ကွင်းလယ်မှာ gratis zone ကဒါလက်ရှိအသင်းအတွက်ပေါ့နော် ဟိုအရင်အသင်းကရှာဖြစ်နေဖို့တက်စားလို့ရှိရင် balance လို့ဦးစားပေးနေရတဲ့ phase တစ်ခုမှာဆိုလို့ရှိရင်တော့ tactics ရုံကလက်ရှိအနေထားအရ coin ထဲမှာရှေ့တင်နေတဲ့တစားသမားတယောက်လို့ကျွန်တော်တို့ယုံကြည်နောက်တစ်ယောက်ကတော့ဒါဒီရာသီမှာကျွန်တော်တို့ အကောင်းဆုံးပြဇာသမားတွေကတယောက်လို့ပြောလို့ရတယ်ဆိုဘော့စလိုင်းပေါ့နော်နော်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ဆိုဘော့စလိုင်းနေနဲ့ဒါတပွဲ sorry အဲတကိုးသွင်းနေတကိုးဖန်တီးမှုရယူပေးနိုင်လေပြီးတော့ဒါ rating ရဆိုလို့ရှိရင်9.2ထိရတယ်ပြဒါပွဲရဲ့ man of the match လို့ပဲကျွန်တော်ပြောလို့ရမယ်ပွဲတင်မှာသူ့ရဲ့ကစားတဲ့ဟာဘောလုံးလက်ခံတာပြေးထွက်သွားတဲ့ဟာတွေအဲ progressive carry အတူတူပြ progressive passer ဆာလို့ရှိရင်ဒီပွဲစဉ်မှာသူလို့ပြသွားတယ် progressive carry တွေကတကယ် လီဗာပူးတင်းအတွက်ဒါတိုက်စစ်လို့စရတဲ့နေရာမှာအဓိကတန်ဖိုးရှိတဲ့အရာတွေလို့ပြောလို့ရတယ်ပေါ့နော် ကျွန်တော်ဒီနေ့ပွဲစဉ်အကြောင်းလိုမပြောတင်ပါဆိုလို့ရှိရင်ကျွန်တော် page Facebook ကနေပဲ post တင်နေတာရှိတယ်ပေါ့နော် Liverpool သင်းအနေနဲ့ formation အသစ်တစ်ခုတစားရအသစ်တစ်ခုမြင်ရမှာလား442 diamond လို့ပြောတယ်ဒါပေမဲ့ဒီနေ့တစားသွေးရတဲ့အချိန်မှာတော့442တော့မှန်တယ်ဒါပေမဲ့ diamond မဟုတ်ပဲねဒါ444ရတဲ့ box ပုံစံမျိုးကျွန်တော်တို့ဖြစ်နေတာတော့မြင်တွေ့ရတယ်ပေါ့နော်အနောက်မှာဒီ support line နဲ့ target ဆုံပြီးသွားရင်အချိန်မှာဒါ vast နဲ့ဒါ drop ball ကအဲ့လိုမျိုးထိုင်း drop ball ဒါမှမဟုတ်လို့ရှင် vast နဲ့ attack တွေက ဒီအရှိမထိုင်တဲ့ပုံစံမျိုးလို့ကျွန်တော်တို့ပို့ပြီးတော့အမြင်တွေ့ရတယ်။အဲဒီတစားပုံမှာဆိုလို့ရှိရင် varsity အကောင်ဆုံးပုံစံလို့ကျွန်တော်တို့စပြီးတော့မြင်တွေ့ရတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ပြောလို့ရတယ်။ Florian Vars နေတဲ့ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာ true ကြကြပဲဒါအာ goal ဖန်တီးမှုနှစ်ချိန်အထိရယူနိုင်နေတယ်။ပြီးတော့လို့ရှိရင်ဒီ chance creation ဆိုလို့ရှိရင်၄ချိန်အထိပေါ့နော်တပွဲလုံးမှာတစားသမိုင်းအားလုံးထဲမှာအများဆုံးလို့ကျွန်တော်တို့ပြောလို့ရတယ်။အဲ့အတွက်ဆိုလို့ရှိရင်ဒီ ကွင်းလေတစားသမားနှစ်ယောက်ကတကယ်တောင်းတမှုမှုနဲ့ပေါ့နော်တစားနိုင်တဲ့အချိန်ပြီးသွားလို့ရှိရင်အတိရတော့ဒီ side back တွေကအဲ full back တွေကသူ့လုသူ့လုံနေတဲ့အချိန်မှာဆိုလို့ရှိရင် Liverpool အသင်းရဲ့ဒီတစားပုံတော့ဒါ tight set ဘိုင်းမှာတော့ပြီးသွားလို့ရှိရင် transit ဘိုင်းမှာတော့ကွင်းလေတို့ကပြန်ပြီးတော့ဟိုအားတာစေတယ်လို့ကျွန်တော်ပြောလို့ရတယ်အထူးသဖြင့်ဒါ side back တွေ၊ full back တွေကသူ့လို့သူလို့တဲ့အချိန်မှာ twin layer ကနေသူလို့ cover ပေးရမယ့်နေရာတွေပြန်ပြီးနှဲသွားတယ်။နှဲသွားတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့လို့လို့သူ properly ပြန်ပြီးလှုပ်လာနိုင်တဲ့အချိန်မှာ tight set ဘိုင်းကိုလည်းပို့ပြီးတော့သူတို့ပံ့ပိုးပေးနိုင်တယ်။ transit ဘိုင်းမှာဆိုလို့ရှိရင်လည်းတကယ်လိုအပ်တဲ့နေရာတွေမှာ cover လုပ်ပေးနိုင်တယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ရတယ်။နောက်တစ်ခုက လီဗာပူးသင်းရဲ့တချို့ဒစားသမားတွေကပင်ကိုအရတော်ကဒါ defensive awareness နဲတဲ့ဒစားသမားတွေပါတယ်အာ Florian Vass ပါမယ် Isak တို့ဒစားသမားတွေပါမယ် Atletico တို့လူဒစားသမားတွေပါမယ် Salah တို့ရှိမယ်အဲပြသလို့ရှိရင် tactics ဆုံးဆိုလို့ရှိရင်လည်းကျွန်တော် defensive awareness ဒါတခြားသူ့ရဲ့ဒါကွင်းနေတဲ့တွဲဖက်တစားသမားတွေနဲ့ရှင်လို့ရှိရင် defensive awareness နဲ့လေလို့ကျွန်တော်ပြောလို့ရတစားသမားတွေပါတယ်ဒါပေမဲ့လည်းသူတို့ကိုကျွန်တော်ဒီ system တစ်ခုနဲ့ formation တစ်ခုနဲ့အကောင်းဆုံးပေါ့နော်သူတို့အတွက်အကောင်းဆုံးဖြစ်မဲ့နေထားမှာနေရာချထားနိုင်ပြီဆိုလို့ရှိရင်တော့ဒီပုံစံတွေတော့အများဆုံးဖာထေးပေးနိုင်တယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အခုပွဲစဉ်တော့ဒါ front fan နဲ့ကစားရတာဒါဂျာမနီအသင်းတွေရဲ့ထုံးစံနိုင်မယ်ကျွန်တော်တို့ space တွေအများကြီးမြင်ရတယ်သူတို့တွေလောအောင်တောင်းတောင်းလို့ရှိပေမဲ့ဒါကျွန်တော် space တွေအများကြီးပြိုင်ဘက်တော့ပြိုင်ဘက်တော့ဖွင့်ပြပေးရတယ်ဒါ front fan အသင်းလိုမျိုးဖြစ်တယ်ပြီးတော့လို့ရှိရင်လောအောင်တော့ လောအနုံထက်စားလို့ရှိရင် intensity နဲ့ speed မှာကြတော့ဒါ premier league club တွေနဲ့ရှင်မယ်ဆိုလို့ရှင်တန်းနိုင်တဲ့အသင်းတစ်သိန်းလို့ပြောလို့ရပါဘောနော်ဒီနေ့ပွဲစဉ်မှာ frankfurt ကို liverpool အသင်းကတကယ်ခြေစွမ်းအကောင်ဆုံးပေးသားလို့ရှိရင်ရသပေးနိုင်တဲ့ပွဲတစ်ပွဲရသပေးနိုင်တဲ့ခြေစွမ်းတစ်ခုကိုပြသထားနိုင်တယ်ဆိုပေမဲ့နောက်လာမယ့်ပွဲစဉ်ဖြစ်တဲ့ brighton ကျွန်တော်ထင်ပြောရင်တော့ brentford အသင်းနဲ့ဘောနော် brentford အသင်းနဲ့တစားတဲ့အချိန်မှာဆိုလို့ရှိရင် liverpool အသင်းနေနဲ့ဘယ်လိုပုံစံမျိုးတွေ ေဘလို့ခြေစွမ်းနေပြသနိုင်မှာလဲဆိုတဲ့ဟာတော့စိတ်ဝင်စားဖို့တော့ ਨੇ ဘာလို့လဲဆိုတော့ Brandford ဆိုတဲ့ဟာကလက်ရှိအနေထားအရတကယ်ကြစ်လက်တယ်နောက်တန်းမှာဆိုလို့ရှိရင်တကယ်ခိုင်ခိုင်မာမာနဲ့အဲပြီးသွားလို့ရှိရင်သူတို့ရဲ့ transition တပေါက်ကကျွန်တော်တွေတကယ်ပြိုင်ဘက်တွေကိုဒုက္ခပေးနိုင်တဲ့လက်စားသမားတွေထို့သဖြင့်ကျွန်တော်တို့ရဲ့ captain ဟောင်းဖြစ်တဲ့ Henderson ရဲ့တကယ်တိုက်ဆက်ကိုတိုက်ရိုက်ပေးဖို့တဲ့ဘောလုံးတွေက Liverpool အတွက်တကယ် threat ဖြစ်လာနိုင်မယ့်ဟာတွေဒါတွေကိုဘယ်လို protect လုပ်မလဲပြီးသွားလို့ရှိရင်အသင်းကိုဘယ်လို balance သွားမလဲ အဲဒီပုံစံကတော့နောက်ပွဲစဉ်တွေမှာကျွန်တော်တို့ဇက်တိုက်မြင်တွေ့ရမလားဆိုတဲ့ဟာကတဲ့ပျော်လဲချက်တွေအများကြီးနဲ့ပြီးဆုံးတွေ့ရတဲ့ပွဲတစ်ပွဲလို့ကျွန်တော်တို့ကတော့ယုံကြည်တယ်။အဲ့တော့ဆိုလို့ရှိရင်ဒီလိုပွဲစဉ်တွေလို့တော့ကျွန်တော်တို့နောက်ထပ်အများကြီးပွဲစဉ်တွေထပ်ပြီးထပ်ပြီးထပ်ပြီးအများကြီးမြင်တွေ့ဖို့အတွက်တော့မျှော်လင့်ထားတယ်ဒီတိုင်းပဲဖြစ်လာမယ်လို့လည်းကျွန်တော်တို့ကတော့ယုံကြည်တယ်။ဒါတော့ကျွန်တော်ရဲ့ဒီ Liverpool အသင်းနဲ့ Frankfurt အသင်းတို့ရဲ့ Champions League ပွဲစဉ်ပွဲပြီးသုံးသပ်ချက်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးတော့ဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။